မင်္ဂလာပါ။ကောင်းကြီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရစေ။ဒါဝရပြားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီ။အကြောင်းလဲဆုတောင်းပေးပါရစေ။ဒီမနက်မှာလဲကျေးဇူးတော်အပြင်ကျွန်တော်နဲ့ဒုနှုတ်ကပတ်တော်ဆင်ခြင်ဖို့ပြသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရိန္သုဩဝါဒစာ ပထမဆောင်ခန်းကြီး15အပိုင်ငယ်8ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေ။နောက်ဆုံး၌အချိန်မတော်မတန်ဖွာသောသူကဲ့သို့ဖြစ်သောငါပင်မြင်ရ၏။ ဒီကျမ်းစာမှာတော့တကယ်ရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီးတဲ့နောက်ပိုင်းမှာမြင်ရတဲ့သူတွေအကြောင်းကိုရှင်ပေါလုကဖော်ပြခြင်းဖြစ်ပါတယ်။တကယ်ရှုခရစ်တော်အသက်ရှင်ကြောင်းကိုမြင်ခဲ့ရတဲ့သူတွေထဲမှာ သူလဲပါတဲ့အကြောင်းရှင်ပေါလုကပြောပါတယ်။သူကတော့တကယ်ရှုခရစ်တော်မရှိတော့တဲ့နောက်ပိုင်းကောင်းကင်ကို တက်ကြွပြီးမှသူကယေရှုခရစ်တော်နဲ့ထိတွေ့ရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတကယ်ရှုအသက်ရှင်ကြောင်းကို ူကိုယ်တိုင်သိရှိခံစားရတဲ့အကြောင်းတသက်ခံထားတာတွေ့ရပါတယ်။ဒါကအင်မတန်အရေးကြီးပါတယ်။တခင်ယေရှုကိုစာပေအရသိရတာပဲဖြစ်ဖြစ် သူများပြောပြလို့သိတာပဲဖြစ်ဖြစ်သိလို့ရပါတယ်။ဒါပေမဲ့တခင်ယေရှု အသက်ရှင်ကြောင်းကို ကိုယ်တိုင်ကိုကြတွေ့မြင်ခံစားဖို့ပို့ပြီးတော့မှအရေးကြီးပါတယ်။အတိတရားနဲ့ကတော့ဘယ်သူမှဆိုဖတ်ရှုလေ့လာပြီးသိရှိနိုင်ပေမဲ့ကိုယ်တိုင်ကိုကြ ယေရှုခရစ်တော်အသက်ရှင်ကြောင်းကိုထိတွေ့ဖို့ကတော့ကိုယ့်ရဲ့စိတ်နှလုံးကအင်မတန်အရေးကြီးပါတယ်။သခင်ယေရှုခရစ်တော်အသက်ရှင်ကြောင်းကိုခံစားလို့တဲ့ဆန္ဒရှိရင်တော့သခင်ယေရှုခရစ်တော်က तू အသက်ရှင်ကြောင်းကို तू ကိုယ်တိုင်ကပဲတက်သေးထူမှာဖြစ်ပါတယ်။ကျွန်တော်တို့ကတက်သေးထူပေးဖို့ထက်ယေရှုခရစ်တော်ကိုယ်တိုင်ကတက်သေးထူပေးခြင်းကကျွန်တော်တို့ကိုပို့ပြီးစိတ်ချမှုရစေမှာဖြစ်တာအသေးချာပဲဖြစ်ပါတယ်။ချစ်တော်မိဘညီကောင်မောင်နှမတို့ တကယ်ယေရှုခရစ်တော်အသက်ရှင်နေဆိုတာကသူဟာဖယားသားဖြစ်ကြောင်းကို ပို့ပြီးတော့မှခိုင်းလုံစေတာဖြစ်ပါတယ်။တကယ်ယေရှုခရစ်တော်သာ အသက်မရှင်ခဲ့ဘူးဆိုရင်သူပြောခဲ့တဲ့စကားတွေဂတိတွေကဘာမှအရာထင်တော့မှမဟုတ်လေထဲမှာပျောက်သွားတဲ့အရာလိုပဲဖြစ်မှာဖြစ်ပါတယ်။ဒါကြောင့်သူအသက်ရှင်တဲ့အတွက်ကြောင့်မလို့သူပြောခဲ့တဲ့စကားတွေဂတိတွေကလည်းတီးနိုင်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ဒါကြောင့်တကယ်ယေရှု အသက်ရှင်တယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင်သိရှိခံစားခြင်းကစံစာကိုဖတ်ပြီးတော့တိတာမျိုးသူတစ်ပါးပြောလို့တိတာမျိုးထက်ပိုပြီးအရေးကြီးတယ်ဆိုတာကို နားလေသိရှိစေခြင်းပါတယ်။များသောအားဖြင့်လူတွေကသခင်ယေရှုခရစ်တော်အကြောင်းကိုလေ့လာကြပါတယ်။ဒါပေမဲ့သခင်ယေရှုနဲ့တော့ကိုယ်တိုင်မထီတွေ့ဘူးကြဘူးဆိုတာတွေ့ရတယ်။သခင်ယေရှုခရစ်တော်အကြောင်းကိုလေ့လာရင်တော့သူ့အကြောင်းကိုသိသွားမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့သခင်ယေရှုအသက်ရှင်နေဆိုတာကို ကိုယ်တိုင်ထိတွေ့ခံစားရရင်တော့ယဉ်နီမှုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မလို့သခင်ယေရှုခရစ်တော်အကြောင်းကိုတိယုံနဲ့မလုံလောက်ပါဘူး။တိယုံလောက်နဲ့ဆိုရင်လည်းစိတ်ချမှု မရနိုင်ပါဘူး။သူနဲ့ပတ်သက်တဲ့အကြောင်းတွေမှန်ကန်တယ်ဆိုတာကိုလည်းကျွန်တော်တို့ရဲရဲဝံ့ဝံ့ယုံကြည်ဖို့ခတ်ပါလိမ့်မယ်။သို့တော်လည်းသခင်ယေရှုခရစ်တော်အသက်ရှင်နေဆိုတာကိုကိုယ်တိုင် ထိတွေ့ခံစားရရင်တော့သူပြောခဲ့တဲ့စကားတွေ သူပေးခဲ့တဲ့ဂတိတွေဟာမှန်ကန်ကြောင်းတမာကျန်းစာတီးပင်လင်စစ်မှန်တဲ့တရားဖြစ်ကြောင်းကို သေချာစွာနားလည်စိတ်ချနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အသက်ရှင်တဲ့ယေရှုဖေယားနဲ့ကိုယ်တိုင်ထိတွေ့ဖို့လိုပါတယ်။ဖျာရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဖျားကိုရောကိုကြည်စုတင်နေ။ကိုရောအသက်ရှင်နေဆိုတာကိုလက်တွေ့ခံစားသိရှိဖို့လိုကြောင်းသိရပါတယ်။ကိုရောအကြောင်းကိုသိတာထက်ကိုရောနဲ့ယဉ်ဤကျွမ်းဝင်ဖို့လိုပါတယ်။ ဒါကြောင့်ကျွန်တော်တို့အသက်တာမှာကိုရောနဲ့ယင်းဤကျောင်းဝင်ခြင်းအခွင့်ရှိစေဖို့ကိုရောဖျားကြွလာ၍ကောင်းချီးပေးပါဒီနှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အရောက်တိုင်းပေါ်မှာလဲကိုရောလက်တော်ရှိ၍မာစားတော်မူပါယေရှုတော်ပေါင်းကိုချီးမွမ်း၍သခင်ယေရှုခရစ်တော်နာမ၌တဏိတာကိုဆက်ကဆုတောင်းပါ၏အာမင်